မာယုန်နဲ့ဆွဲလန်းကြအကုသိုလ်ကာမဘဝစသည်ဖြစ်ပြီးအတိုင်းနဲ့လုံးစင်ရဲ့ပုံကိုပြောမယ်တချို့ကဒီလိုလုံးမှာပဲကောင်းစားချမ်းသာမယ်လို့ထင်မှဆွဲလန်းပြီးတော့သူတော်ဘာကိုရဲ့စစ်စစ်ပါတယ်သူတော်ဥစ္စာကိုမညာမတာကူးတယ်လူရဲ့တယ်သူတော်အကျိုးမဲ့ကို မတော်မတရားပြုတယ်အဲဒီလိုပြုတာဟာအကုသိုလ်ကာမဘဝတွေပဲအဲဒီအကုသိုလ်ကာမဘဝတွေကို ပြုထားတဲ့သူမှာဒီနေ့ကျတော့အဲ့ဒီအကုသိုလ်ကံတွေကတံပြန်ပြီးတော့မကောင်းကျိုးတွေကိုပြီးတော့တာပဲအဲ့ဒီတော့ကိုယ်ရင်နဲ့တိုင်းခြားတာမဟုတ်ဘဲနဲ့သင်ရည်နဲ့သာတွေ့နေရတော့တာပဲအထူးအဖြင့်အကျိုးပေးပုံကတော့လက်ရှိဘုရားသိသွားတဲ့အခါမှာမိမိပြုထားတဲ့အကုသိုလ်ကံကဘုရားကြောင့်ဘဝအသိဖြစ်ရတယ်ဒီရတော့လဲ ဘဝကောင်းတွေမှာပြရတာမဟုတ်ဘူးငရေသိသံပြိတ္တာသူတကယ်ဆိုတဲ့အပေလေးဘုံမှာပြရတယ်အဲဒီအပေဘုံတွေမှာပြရတယ်ဆိုတော့ဖြစ်ကလေးကချက်ချင်းသင်ရဒုက္ခနဲ့ပြရတော့တာပဲငရေကိုကြောက်သွားတယ်ဆိုရင်ဒီဘုံကြီးတွေခုံချရရသလိုတကားလည်းကြီးကျယ်ဒုက္ခရောက်တော့တာပဲလူဘဝကဆွေမျိုးတွေကမျက်ရည်ဆက်လက်နဲ့ငူကြွေးနေကြတော့မှာပဲသူရိစိတ်ကလေးကြားလိုက်တာနဲ့ဒီပြိုင်နဲ့ မြဲမြဲခုံချလိုက်ရသလိုပဲဖြုတ်ကနေကြရောက်သွားတယ်။သိကြောက်ကြကောင်းတာပဲ။အဲဒီလိုမြဲကြောက်သွားပြီးဆိုမှတော့လူသားမှန်ကိုမပြောနဲ့တော့အမှန်တန်တကိုကြည့်တဲ့မာနာကြီးတောင်ဘာမှထောက်တရားမရတော့ဘူး။ကာကုသမြတ်စွာဘုရားလက်ထက်တော်တော်ကဒူတီဆိုတဲ့မာနာကြီးကအမှန်တန်မှန်မာနာထောင်လွှားနေတယ်။ ူကမြတ်စွာဘုရားကိုရောရာတန်ဃာတွေကိုရောအကျိုးမဲ့ဖြစ်အောင်လို့အမျိုးမျိုးအနှောက်အယှက်တွေလုပ်နေတယ်။အဲဒီတော့အမျိုးမျိုးအနှောက်အယှက်တွေလွတ်ယုံနဲ့အားမရတဲ့အတွက်နောက်ဆုံးကျတော့သူကလူတယောက်ကိုဖူးကပ်ပြီးတော့မြတ်စွာဘုရားနာတော်ကလိုက်ပါလာတဲ့အဲ့ကသာဝကညာနာမထေရမြတ်ကိုဘယ်နဲ့ပေါက်တတ်တယ်။ညာနာမထေရမှာသူပေါက်တဲ့ခေရာမြတ်ပြိဋိဘာသံသွားကြတယ်။ဒီတော့ အဲ့ဒီမာနကြီးလဲအလွန်ကြမ်းကြုတ်တဲ့မကောင်းမှုကိုပြုမိတဲ့အတွက်ကြခြင်းမဲ့ကံကုန်ပြီးတော့မာနဖြစ်ကသူ့ရီသွားရှာတယ်။သူ့ရီပြီးတော့လဲကြခြင်းမဲ့ဝိသုမီရဲ့ကြောက်သွားတယ်။ငရေရင်းတွေလဲအောက်တခါလဲရောက်သွားတာပေါ့။အဲ့ဒီတော့ရောက်သွားတာသူ့ခင်ညာမှာဘာမှမလုံးနိုင်ကြတော့ဘူး။မာနဘုရားတော်ကတော့နတ်ကြီးလျှောက်တာမှသူကအမနာသွားနေတယ်။တခြားနာတွေအပေါ်မှာသူကမင်းမှုနေတယ်။ ဇာနာအများကသူ့ကိုကြောက်နေကြရတယ်။နေရာကြောက်သွားတဲ့အခါကာလကြတော့သူဟာနေရာရင်းနေရာခြေဘွားအောင်မှမြင်ကြဖြစ်လို့ဘာမှသံတတိမရှိတော့ဘူး။ဒါကြတဲ့ချက်ချင်းဒုက္ခရောက်သွားကြတော့တာပဲ။အခုလူလောကမှာအနိုင်ကျင့်ပြီးသွားနေတဲ့လူတွေလည်းဒီနေ့ကြတော့အဲဒီမန္တကြီးလိုပဲနေရာရင်းနေရာခြေဘွားအောင်ရောက်ပြီးအကြီးကျယ်ဒုက္ခရောက်ကြအောင်မှပဲ။ အဲ့ဒီနေရာကလွတ်ပြန်ရင်ဒိဋ္ဌာဖြစ်လိုက်ဒိဋ္ဌာဖြစ်လိုက်နဲ့များကြီးဆင်းရဲဒုက္ခတွေရောက်သွားကြအောင်မယ်အဲ့ဒါဘာကြောင့်ဖြစ်ရတာလဲလို့အရင်ကိုသိပြီးဆွဲလာမှုပါတာညောင်းမယ်ဘုရားတွေကိုညမနေစေရမှာကောင်းမချမ်းသာမယ်လို့ဒီလိုဆွဲလာတဲ့ဥပါဒါကြောင့်အကုသို့ကာမဘဝတွေဖြစ်ခဲ့တယ် အဲ့ဒီကာမဘုရားကြောင့်ဇာတိခေါ်တဲ့အပေဘုရားတွေဖြစ်ပြီးတော့အနှစ်သိမ့်သာမရေမကျနိုင်အောင်အပေဆင်းတွေကိုခါးသွားရတယ်။ဇာမရဏစသည်အတွက်ဒုက္ခရောက်လာတာကိုတော့ဘူးပြောနေကြမလို့တော့ပါဘူး။